3D ထိတ်လည်ပိတ်ဒုက္ခကောင်းလေးကိုချပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တွန်းီးလေးကိုမစခင်မှာကျွန်တော်ရဲ့ TV မြန်မာ channel လေးကို subscribe လုပ်ရသည်ဘူးဆိုရင် subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့တွန်းီးလေးကိုစလိုက်ကြရအောင်ခင်ဗျာပထမဦးအနေနဲ့စေချိန်မြောက်မှာထွက်ရှိခဲ့တဲ့ငန်းယူတဲ့ site လေးကိုပြပါမယ်ဒီမှာဆိုရင် 6ရှစ်ခွန်ကထေစီကနန်းဖြစ်တဲ့6ရဲ့နောက်ပိကနန်းဖြစ်တဲ့ခွန်ရဲ့ဒီကနန်းနှလုံးပေါင်းကြရဆိုရင်သုံးရတာကိုတွေ့ရပါတယ်ကျွန်တော်တို့ကဒီ6ထေစီနဲ့ခွန်နောက်ပိပေါင်းကြရကနေရရှိတဲ့3ဘရိတ်ကနေပြီးတော့ဆွေချင်မြောက်မှာထွက်ရှိခဲ့တဲ့ကနန်းရဲ့ထေစီကားလေနောက်ပိဒီကနန်းသုံးခုတလုံးကိုရအောင်ရှာမှဖြစ်ပါတယ် အဲ့ဒီတော့ပထမဆုံးအနေနဲ့နောက်ပိတ်ကနေယူတဲ့ site ကိုအရင်ကြပါမယ်နောက်ပိတ်ကနေယူတဲ့ site မှာဆိုရင်388ကခါလေကနေဖြစ်တဲ့ရှေ့ရဲ339ကထိပ်စည်းကနေဖြစ်တဲ့3ရဲ3နဲ့ညီမတဲ့တန်မှုနောက်ပိတ်ကနေရှာတာဖြစ်တဲ့အတွက်နောက်ပုံရင်းလေးပါရမယ်ဆိုတော့ 3-5နှစ်ကနောက်ပွေကနန်းတလုံးဖြစ်တဲ့နေ့ရယ်ဒီကနန်းသုံးလုံးပုံချင်ရဆိုရင်လည်းသုံးရတာဟုတွေ့ရပါတယ်အခုတကထိတ်စည်းကနန်းရှာတဲ့ site ကိုပြပါမယ်ထိတ်စည်းကနန်းရှာတဲ့ site မှာဆိုရင်388ကခါလေကနန်းတလုံးဖြစ်တဲ့ရှေ့ရယ်3-5နှစ်ကနောက်ပွေကနန်းတလုံးဖြစ်တဲ့ နှစ်ရဲ့သူ့နဲ့ညီမတဲ့တန်ကိုထိစည်းကနန်းရှာတာဖြစ်တဲ့အတွက်ထိပုံရင်းလေးပါရမယ်ဆိုတော့သုံးငါနှစ်ကထိစည်းကနန်းတလုံးဖြစ်တဲ့သုံးရဲ့ဒီကနန်းသုံးလုံးပေါင်းတဲ့ဟာဆိုရင်လေသုံးရတာကိုတွေ့ရပါတယ်အခုတကခါးလေရှာတဲ့စိတ်ကိုပြပါမယ်ခါးလေရှာတဲ့စိတ်မှာဆိုရင် 3ရှိရှိကနောက်ဝိကနတလုံးဖြစ်တဲ့ရှေရေ3တုံညာကူကခါလေကနတလုံးဖြစ်တဲ့တုံညာရေ3နဲ့ညီမျှတဲ့တန်မှုခါလေကနကိုရှာတာဖြစ်တဲ့အတွက်ခါပုံရင်းလေးပါရမယ်ဆိုတော့3ငါနှစ်ကခါလေကနတလုံးဖြစ်တဲ့ငါရေဒီကနန်း3လုံးပုံရင်းဟာဆိုရင်လေ300ရတာဟုတ် တွေ့ရပါတယ်ခုဆိုရင်ကျွန်တော်တို့ကဒီဆိုင်လေးတိုင်းရှာခဲ့လိုက်တာ၁၀ချိန်မြောက်မှာဆိုရင်၃နှစ်ဆိုပြီးတော့ထွက်ခဲ့တာကိုတွေ့ရပါတယ်နောက်တစ်ခါ15ချိန်မြောက်မှာထွက်ရှိခဲ့တဲ့အနံကိုလည်းရှေ့ကရေးခဲ့တဲ့ဆိုင်တိုင်းရှာကြည့်ပါမယ်ဒီမှာဆိုရင်၃ခုနှစ်က ထေတိကဏဖြစ်တဲ့ဒုံရဲ့နောက်ပိကဏဖြစ်တဲ့နေရဲ့ဒီကဏနှလုံးပုံရင်ကနေ၅ရာတာကိုတွေ့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကစေကြီးမြောက်မှာယူခဲ့တဲ့ site အတိုင်းဒီ၃တိစီနဲ့နှလုံးပိပုံရင်ကနေရရှိလာတဲ့၅ပရိကဏနေပြီးတော့၅ရာမြောက်မှာထွက်ရှိမဲ့ကဏရဲ့ထိစီကားလေနောက်ပိတ် ဒီကနေ့၃ခုလုံးကိုရအောင်ရှာမှာဖြစ်ပါတယ်။ဒီလိုရှာတဲ့အခါမှာကနန်းနေရာယူနေရထားပြီးအပင်ညောအပင်ညာလေးတွေဟာဆိုရင်ရှေ့က၁၀ကျင်းမြောက်မှာကနန်းယူခဲ့တဲ့ဆိုင်တိုင်းထက်တူညီနေဖို့လိုပါတယ်။အဲဒီတော့ပထမဆုံး15ကျင်းမြောက်မှာဖြစ်ရှိခဲ့တဲ့နောက်ပြီးကနန်းကိုအရင်ရှာပါမယ်။၃နှစ်လေးကကားလေကနန်းဖြစ်တဲ့နှစ်ရဲ့ ရှင်ကားနှစ်ကထီထီကနန်းတလုံးဖြစ်တဲ့ရှေ့ရဲ့နောက်ပိကနန်းရှာတာဖြစ်တဲ့အတွက်နောက်ပုံရင်းလည်းပါရမယ်ဆိုတော့ရှေ့ချောင်းကနောက်ပိကနန်းတလုံးဖြစ်တဲ့9ရဲ့ဒီကနန်းသုံးလုံးပုံရင်းဆိုရင်လည်း9ရတာကိုတွေ့ရပါတယ်နောက်တစ်ခါထီထီကနန်းကိုရှာပါမယ်3နှစ်4ဟာ ခါလေကနေဖြစ်တဲ့နေ့ရဲ့၈ချောင်းကကနောက်ွေကနေဖြစ်တဲ့၅ရဲ့၅နဲ့ညီမျှတဲ့တန်မှုထိတ်ရှိကနေရှာတာဖြစ်တဲ့အတွက်ထိတ်ပေါင်းခြင်းလဲပွားရမယ်ဆိုတော့၈ချောင်းကထိတ်ရှိကနေဖြစ်တဲ့၈ရဲ့ဒီကနေ၃လုံးပေါင်းခြင်းဟာဆိုရင်လေ၅ရတာကိုတွေ့ရပါတယ်အခုတခါ ခါလေကနိုင်ကိုရှာပါမယ်။3.4ကနှုတ်ပိတ်ကနန်းတလုံးဖြစ်တဲ့4ရဲ့5နှစ်ကခါလေကနန်းဖြစ်တဲ့5ရဲ့5နဲ့ညီရတဲ့တန်ကိုခါလေကနန်းရှာမှဖြစ်တဲ့အတွက်ခါပုံချင်းလေးပါရမယ်ဆိုတော့6.5ကခါလေကနန်းတလုံးဖြစ်တဲ့6ရဲ့ ဒီကနန်းသုံးလုံးပေါ်ညာဆိုရင်လေငားရတာကိုတွေ့ရပါတယ်အဲ့ဒီတော့15ချိန်ရောက်မှာဆိုရင်865ဆိုပြီးတော့တွက်ရှိရတာကိုတွေ့ရပါတယ်အခုတခါလာမယ့်20ချိန်မြောက်အတွက်ကနန်းယူရစိုက်ကိုကြည့်လိုက်ရအောင်၃၅၆က ထိစီကနန်းတလုံးဖြစ်တယ်။၃ရဲ့နောက်ပိကနန်းတလုံးဖြစ်တယ်။၆ရဲ့ဒီကနန်းနှလုံးပုံရင်ကနေဦးရတာဘူးတွေ့ရပါလေ။ကျွန်တော်တို့ကဒီ၃ထိစီနဲ့၆နောက်ပိကနန်းနှလုံးပုံရင်ကနေရရှိလာတယ်။ကိုးဘရိတ်ကနေပြီးတော့အခုလာမယ်။တရ17လ2025ရည်မှာထွက်ရှိမယ်။20ကြိမ်မြောက်အတွက်ထိစီ ခါလဲနောက်ွက်ဒီကနန်းသုံးခုလုံးကိုရအောင်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ပထမဆုံးအနေနဲ့နောက်ွက်ကနန်းလေးကိုရှာကြည့်ပါမယ်ကုခွန်ရှိကခါလဲကနန်းလုံးဖြစ်တဲ့ခွန်ရဲ့6 9 6ကဒေစီကနန်းတုံးဖြစ်တဲ့6ရဲ့အခုလာမယ့် နောက်ပြီကနန်းတစ်လုံးရဲ့ဒီကနန်းသုံးလုံးပုံနေဟာဆိုရင်9ရရမှာဖြစ်ပါတယ်အဲ့ဒီတော့ခွန်ရဲ့6ရဲ့6ရဲ့ပေါင်းမှာ9ရမှာဖြစ်တဲ့အတွက်လောက်မဲ့20ကြိမ်မြောက်အတွက်နောက်ပြီကနန်းအနည်းငယ်ကတော့6ရပါတယ်အခုတခါဒေသီကနန်းကိုရှာပါမယ် ခုခုရှိကကားလေကနေတုံးဖြစ်တယ်။ခုရဲ့ခုနာတော့ကရှာခဲ့တယ်။နောက်ပွေကနေတုံးဖြစ်တယ်။6ရဲ့အခုလာမဲ့ထိတ်စီတုံးရဲ့ဒီကနေတုံးလုံးပေါင်းရဆိုရင်လေကူရရမှာဖြစ်ပါတယ်။အဲ့ဒီတော့ခုရဲ့6ရဲ့6ရဲ့ပေါင်းမှာကူရမှာဖြစ်တဲ့အတွက် လာမယ့်20ကြိမ်မြောက်အတွက်ထိစီကနန်းအနေနဲ့600ပါတယ်ဒီတကားခါးလေကနန်းကိုရှာပါမယ်ကူးခုံရှိကနောက်ပြီးကနန်းလုံးဖြစ်တဲ့ရှေ့ရဲ့696ကခါးလေကနန်းလုံးဖြစ်တဲ့ကူးရဲ့အခုလာမယ့်ခါးတလုံးရဲ့ ဒီကနေ့တော့ပုံနေရဆိုရင်ကူရရမှာဖြစ်ပါတယ်အဲ့ဒီတော့၈ရဲ့9ရဲ့2ရဲ့ပုံမှာကူရမှာဖြစ်တဲ့အတွက်လာမယ့်20ကြီးမြောက်အတွက်ခါလေကနေအနေနဲ့နေရပါတယ်အဲ့ဒီတော့လာမယ့်3ရက်7လ2025ရဲ့ဒီမှာထွက်ရှိမယ်20ကြီးမြောက်အတွက် ထိပ်စည်းကဏ္ဍအနေနဲ့ကတော့6ရပါတယ်။ကားလေကဏ္ဍအနေနဲ့ကတော့2ရပါတယ်။နောက်ပိကဏ္ဍအနေနဲ့ကတော့6ရပါတယ်။ကျွန်တော်ဒီနေ့တွေ့ပြခဲ့တဲ့ဆိုင်ရာ20ကြိမ်မြောက်အတွက် 3D တကောကောင်းအနေနဲ့ကတော့6.6ဖြစ်ပါတယ်။ပြီးခဲ့တဲ့19ကြိမ်မြောက်မှာဆိုရင် 646ဆိုပြီးတရှိခဲ့တာကိုတွေ့ရပါတယ်နောက်တစ်ခါ19ကြိမ်မြောက်ဖြစ်တဲ့ရှိတဘက်မှာဆိုရင်လေ696ဆိုပြီးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီတော့လာမယ့်20ကြိမ်မြောက်မှာ6နှစ်6ထွက်ပြီးလာအောင်မလားဆိုတော့တော့ကျွန်တော်တို့ဆုံးကြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်က ကျွန်တော်တွေ့ရှိရတဲ့စိတ်လေးတွေကိုကျွန်တော်မိတ်ဆွေများအတွက်ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အကြိုက်တူတဲ့ခန်းလေးတွေရှိခဲ့ရင်ယူပြီးတော့ကစားလို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။မိတ်ဆွေတို့အနေနဲ့အပန်းကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့တိတိမြန်မာ channel လေးကို subscribe လုပ်ပေးကြကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ချစ်မိတ်ဆွေများစိတ်ချမ်းသာခြင်း ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါသည်ခင်ဗျာ။